အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ1ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခရွန်နံကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲသုံးပိုင်းလုံးကျင်းပပြီးမှရွေးကောက်ပွဲချားလက်ထုတ်ပြန်မယ်လို့ပြောလာတဲ့စစ်ကော်မရှင်ရွေးကော်အကြောင်းအတူရောင်ရွေးကောက်ပွဲပြင်းမြောက်သွားမှာကိုစိုးရိမ်နေကြသူများနေတဲ့သတင်းမြန်မာရေးဖြစ်ရှင်းမှုအနေနဲ့တည်ရှာမယ်လို့ပြောလာတဲ့အာဆီယံဥက္ကဋ္ဌ စစ်တပ်ပြန်အုပ်ချုပ်နေတဲ့ကြောက်မင်းတဲ့ဒီဘောမှာဒေသခံတွေဘလို့အကြက်တင်းနဲ့ရင်ဆိုင်နေရလဲဆိုတဲ့အကြောင်းအိမ်မီမထွက်ရတဲ့အထိကြောက်လန့်နေကြတဲ့ဝါရဖျန်းဆက်လန်တရုတ်ဆောင်တွေရဲ့အခြေအနေနှစ်90အကြာမှာရက်ဆိုင်တော်မှန်ဂျပန်ပါဝရ ेंजर ဆက်လန်တွေအကြောင်းအဲ့လို နေလေခင်အထိအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ေကျွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ရအောင်ပါ။သုံးပါလုံးကျင်းပပြီးမှရွေးကောက်ပွဲရလဲထုတ်ပြန်မယ်လို့စစ်ကောင်ရှင်ရွေးကောက်ကထုတ်ပြောလာတဲ့သတင်းနဲ့အရင်ဆုံးစတင်လိုက်ရှင်ပါလေ။လာမယ့်ဒီဇင်ဘာလ28ရက်ကနေစတင်ကျင်းပမယ်စစ်ကောင်ရှင်ရဲ့အတူအောင်ရွေးကောက်ပွဲကိုသုံးပါလုံးကျင်းပ PC မှာကိုစလေလောင်းတွေရဲ့မေဂျာလက်တူကိုထုတ်ပြန်မယ်လို့စစ်ကောင်ရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြောလာပါတယ်။ လက်တလုံးမှာတော့အပိုင်း1မှာလုံမဲ့102မြို့နယ်ကိုစစ်တပ်ရွှေကော်ကကျင်ညာထားတာရှိပါတယ်။အပိုင်းနှစ်အတွက်ကိုတော့မြို့နယ်တရာမှာကျင်းပမယ်လို့စစ်ကောင်းဆောင်မင်းအောင်လင်ကအော်တိုဘားလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာထုတ်ပြောခဲ့ပေမဲ့အတိအကျကိုတော့စစ်ကော်မရှင်ဘက်ကထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။အလားတူအပိုင်းနှစ်အတွက်ကျင်းပမယ့်ချက်ကိုလည်းမထုတ်ပြန်နိုင်တဲ့အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။ နောက်ပြီးအပိုင်းသုံးကိုကျင်းပမဲ့ channel ပါဝင်မဲ့မြို့နယ်စင်းကိုလည်းမကျင်းညာနိုင်သေးပါဘူးဒီလိုအချိန်မှာလက်ရှိ2008ဖွစ်ကြီးမုံအခြေခံဥပဒေအရရွေးကောက်ပွဲကျင်းပအပီရက်60အတွင်းလွှတ်တော်ခေါ်ယူပေးရမယ်ဆိုတာလည်းရှိနေပါတယ်ဒါကြောင့်စစ်တပ်ရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲအားလုံးလုပ်ပြီးမှရလက်တွေထုတ်ပြန်မှန်းနဲ့ပတ်သက်ပြီးအတူရောင်ရွေးကောက်ပွဲကိုကျင်းပမဲ့ပါတီတွေအကြားဝေဖန်ပြောဆိုတံတွေထွက်ပေါ်လာပါတယ်အမည်မဖော်လို့တဲ့စစ်တပ်ရွေးကောက်ပွဲဝင်မဲ့ ကိုစလီလောင်းတူကတော့လာမတ်နှစ်မက်စလာမှာမဖြစ်မနေလွတ်တော်ခေါ်ပေးချဖို့ရှိတယ်။အခုအချိန်နဲ့ရရွက်ောက်ပွဲ အားလုံးပြီးမှရှားလဲထုတ်ပြန်မယ်ဆိုတာကမဖြစ်နိုင်ဘူးလို့လူရင်းတူရှင်မှတ်ချက်ပေးပါတယ်။အခုစစ်တပ်ရွက်ကော့ရဲ့ထုတ်ပြန်ချက်ဟာစစ်တပ်ရဲ့စစ်ရင်နဲ့လည်းချိတ်ဆက်စဉ်းစားကြည့်နိုင်ပြီးလာမယ့်ရက်ပိုင်းလပိုင်းတွေအတွင်းပဋိပက္ခဒေတာတွေမှာတိုက်ပွဲအချိန်တွေပုံပုံမြင့်တင်လာနိုင်တယ်လို့စစ်ရဲတရင်မြစ်တို့ကလည်းတုံ့တက်ပြောကြပါတယ် ဒုတိယအနေနဲ့ဆက်လက်ပြောပြရှင်တာကတော့အတူအောင်ရွေးကောက်ပွဲပြင်းမြောက်သွားမှာကိုစိုးရင်နေကြသူများနေတဲ့တဲ့ရင်ဖြစ်ပါတယ်။အနာသိန်းစစ်တကကျင်းပဖို့အသေးအတန်ကြိုးပမ်းနေတဲ့အတူအောင်ရွေးကောက်ပွဲအောင်မြင်မြင်ပြင်းမြောက်သွားမှာကိုပြည်သူအများကစိုးရင်နေကြတယ်လို့တဲ့ရင်ရရှိပါတယ်။ပြည်တွင်းကလူမှုအပြင်ပြပရောက်ရွှေ့ပြောင်းတွေပါစိုးရင်နေကြတာလို့သိရပါတယ်။ဒါကြီးပြီးတော့ရင်ဘာဖြစ်မှလဲအနာရှင်မန်းတက်ဆိုးရှည်သွားမှလား ဒီရွေးကောက်ပွဲကနေအာနာရှင်လူတို့ကိုညှဉ်းပန်းတက်ဖြတ်ခဲ့သူတွေကိုထာဝရလွင့်ညင်ကွင်းလက်မဲရွှတ်သွားမှာလားတော်လင်းကရောသွားပြီလားကျမကတော့အတော်လေးစိုးရိမ်နေမိရဲ့လို့ဂျန်ကုန်မြို့ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့အသက်60ကျော်အရွယ်ရှိအမျိုးသမီးတူကမေခွန်းမောင်းများစွာထုတ်ပေးပြောပါတယ် Initial time မှာခလုံးနေသူအမျိုးသားတူကလည်းအခုရွေးကောက်ပွဲပြပါကနိုင်ငံရေးနဲ့စစ်ရေးချင်းတွေကိုမခံမနိုင်လောက်အောင်ဖြစ်နေပြီးလမ်းပြောင်းနေရလို့ပြောပါတယ် ဒေရှာနာကဒီရွက်ောက်ပွဲပြီးမြောက်သွားရင်ဥသိမ်းစိန်တို့ပြပရောက်နေသူတွေကိုပြန်ခေါ်มาပဲအဲ့ဒီအခါကျရင်ဒီမှာရစ်တဲပဲရှိတော့မယ်စီရန်တွေဟာပြန်ဝင်သွားကြမှာပဲအဲ့ဒီကိစ္စကိုဘလို့ဖြေရှင်းมาလဲအခုထိုင်းမှာရှောင်းနေတဲ့သူတွေတော်တော်များများရရှိရက်တည်းရယ်စာဝတ်နေရယ်ခက်ခဲကြက်တဲ့နေကြပြီဒါကိုအရှင်းရှင်းပဲဝိုင်းကူနေကြတာဒါတောင်တည်တဲ့သူအရှင်းရှင်းပဲတော့မတိရပဲအခက်ခဲတွေ့နေတဲ့သူတွေမှအများကြီးပဲလို့ ထိုင်းမြန်မာနေဆက်မဲဆောင်မြို့မှာရောက်ရှိနေထိုင်နေသူတူကပြောပါတယ်စစ်ကောင်မရှင်ရဲ့အတွေ့အုံရွက်ောက်ပွဲကိုမြန်မာပြည်သူတွေနဲ့အတူအမျိုးသားညွေအစိုးရတော်လင်းအင်အားစုတွေအာဆီယံဖွဲ့ဝင်နိုင်ငံတွေနိုင်ငံတကာတို့ကဝိုင်းဝန်းကန့်ကွက်ဆန့်ကျင်နေကြပေမဲ့အနာသိစစ်တပ်ကတော့တရုတ်နဲ့ရုရှားတို့ရဲ့ထောက်ခံချက်နဲ့မဖြစ်မနေကျင်းပဖို့ပြင်ဆင်နေရပါလာမယ့်ဒီဇင်ဘာလ28ရက်ကစတင်ပြုလုပ်ဖို့စီစဉ်ထားတဲ့ အပိုင်း၃ပိုင်းပါဝင်မဲ့ဟန်ပြရွေးကောက်ပွဲအတွက်ကိုစလီလောင်းရဲ့မဲဆွေခွင့်ကိုပြီးခဲ့တဲ့အော်တိုဘာလ28ရက်ကနေဒီဇင်ဘာလ26ရက်နေ့အထိစစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားပြီးပါတီအသီးသီးကကိုစလီလောင်းရဲ့ဟာမဲဆွေပွဲတွေကျင်းပနေကြပြီဖြစ်ပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်။မြမရေးဖြည့်ရှင်းမှုနေလန်းတက်ရှာမယ်လို့အာဆီယံဥက္ကဋ္ဌတက်ပြောလာတဲ့သတင်းမှာအာဆီယံလက်ကျောက်ဥက္ကဋ္ဌတက်ဖြစ်တက်လာတဲ့ဖိလစ်ပိုင်နိုင်ငံဟာ လာမယ့်နှစ်မှာ58ကြိမ်မြောက်အာဆီယံစည်းဝေးကိုအင်ရှင်ဖြစ်လက်ခံကျင်းပရမှာဖြစ်ပါတယ်။ဒါနဲ့အတူဖိလစ်ပိုင်ဟာတခြားလုံးမပြေလည်ခဲ့တဲ့အာဆီယံရဲ့ဘုံသဘောထား၅ရက်နဲ့အတူမြမရဲကိုပြေလည်အောင် ဖြည့်ရှင်းဖို့လှုပ်ဆောင်သွားရဖို့ရှိနေပါတယ်။၂၀26ခုနှစ်အတွက်အာဆီယံအလဲကျောက်ခရတဲ့ဖိလစ်ပိုင်သမ္မတဖာဒီနာအာမာကိုစ်ဂျူနီယာကတော့မြမရဲအတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ပြီးတိတွဲပြောဆိုပြီး နေလအသက်တွေရှာဖွေသွားမယ်လို့ပြောလာပါတယ်။ပြီးခဲ့တဲ့အော်တိုဘလန်26ရက်ကနေ28ရက်နေ့အထိ3ရက်ကြာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံတက်ရောက်နေတဲ့အချိန်မှာမလေးရှားနိုင်ငံပိုင်းသတင်းဌာနဘာနာမားရဲ့အေဒါချုံနဲ့တီတန်အင်တာဗျူးအတွင်းအခုလိုပြောဆိုသွားတာပါသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရေးဟာဖိလစ်ပိုင်ကအာဆီယံဥက္ကဋ္ဌနေရာယူခြင်းအတွင်း လှုပ်ဆောင်လိုတဲ့ဆောင်ရွက်ချက်လည်းဖြစ်တယ်လို့ဖိလစ်ပိုင်သမ္မတကဆိုပါတယ်မြန်မာအခြေအနေဟာအာဆီယံအတွက် မကျက်သေးတဲ့အနာတစ်ခုဖြစ်တယ်လို့လည်းသူကဥပမာပေးပြောဆိုသွားပါတယ်နောက်လာမယ့်အာဆီယံထိပ်သီးညီလာခံမှာမြန်မာနိုင်ငံရဲ့ကောင်းဆောင်တွေတက်ရောက်နိုင်မလားဆိုတဲ့မေးခွန်းကိုတော့ဒီလိုအခြေအနေကို အမတန်မှမြင်တွေ့လို့ရတယ်လို့ဖိလစ်ပိုင်သမ္မတကဖြေကြားခဲ့ပါတယ်မြန်မာကဖြစ်ပေါ်တိုးတက်မှုတွေဟာနှေးကွဲပေမဲ့မကြသေးခင်က တိုးတက်မှုတွေကိုတော့ အားပေးထောက်ခံတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာ အလုံးမဖြစ်တဲ့ဘုံသဘောထား၅ရက်ကိုပဲအာဏာသိမ်းစစ်တပ်ကိုဖော်ဆောင်ဖို့အာဆီယံကောင်းဆောင်တွေကတိုက်တွန်းခဲ့ပြီးစစ်ကောင်ရှင်ရွေးကောက်ပွဲကိုတော့စောင့်ကြည့်ရဖွဲ့မစစ်လွတ်ပန်းမထောက်ခံတဲ့အကြောင်းသက်တည်ပြသွားပါတယ်။ဆက်လက်ပြီးစစ်တပ်ပြန်အုပ်ချုပ်နေတဲ့ကြောင်းမင်းတဲ့ဒီဘောမှာဒေသခံတွေဘလို့အကြက်တင်တဲ့ရင်ဆိုင်နေရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကတန်အတက်တည်နေလေထိန်းချုပ်နိုင်ခဲ့တဲ့ကြောင်းမဲနဲ့ဒေဝောမျိုးတို့ကိုအော်တိုဘာတလအတွင်းစစ်ကော်မရှင်တပ်တွေကတာလွန်အင်အား၃ပေးပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီဒေသတွေမှာကြောင်းနယ်ပြန်ဖွင့်ပြီးအစိုးရရုံးနယ်ပြန်ဖွင့်က ပုံမှန်အုပ်ချုပ်ရေးရန်တရလက်ပတ်နေပြီလို့စစ်ကော်မရှင်ကဝါရဖြန့်နေပေမဲ့လက်တွေ့မှာတော့အဲ့လိုမဟုတ်ဘူးလို့ဒေသခံတွေစီကနေသိရပါတယ်။ကြောင်းမဲနဲ့ဒေဝောမျိုးတို့ကဒေသခံတွေကိုစစ်တကဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ နေအိမ်တွေကိုချိတ်ပိတ်တာတွေလည်းပြုလုပ်နေရကြောင်းထွက်ပြေးတိမ်းရှောင်နေရသူအများပြားရှိနေတယ်လို့ MPA ကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ16ရက်ကစစ်ကွန်ရှင်တက်တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့တီဘောမျိုးနဲ့တိုင်အန်တက်မတော် TNL PDF တွေနဲ့ဆက်ဆက်သူတွေရှိနေဆိုပြီးဒေသခံတို့ရဲ့နေအိမ်တွေကိုအဲ့လိုတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါတယ်။အရင်ကတိုင်အန်တက်ဖွဲ့ကဖွဲ့ပေးထားတဲ့အုပ်ချုပ်ရေးမှူးယာယီမှူးတွေ ပြီးတော့တန်တန်တန်ဆက်ဆက်မှုရှိရလို့ထင်တဲ့အိမ်တွေကိုဝင်ရောက်ဖမ်းဆီးရတွေချိတ်ပိတ်တာတွေလုပ်နေလို့တီဘောမျိုးခန့်အမျိုးသားတဦးကပြောပါတယ်။လက်ရှိတီဘောမျိုးအတွင်းစစ်ကော်မရှင်ကဒေသခံ၁၀ကျော်ကိုဖမ်းဆီးထားပြီးနေရလုံး၄၀ကျော်ကိုချိတ်ပိတ်ထားတယ်လို့သူကဆက်လက်ပြောပါတယ်။အဲ့လိုရှင်တွေအကြောင်းဒေသခံတွေချောင်းသိမ်းနေကြတယ်လို့သူတို့အနေနဲ့လည်းတီဘောမှာဆက်နေမနေဆိုတာကိုစဉ်းစားနေရတာက ဘာစစ်ဖြစ်မလဲမသိရသေးတဲ့အခြေအနေမှာရှင့်ရဲလို့အဲ့ဒီအမျိုးသားကပြောပါတယ်။တိဘုံမျိုးခံနောက်ထပ်အမျိုးသားတဦးကလည်းအရင်ကထင်းနဲ့လေဝင်ထွက်သွားလာတဲ့အိမ်တွေနေရာလေးတွေစစ်ဆေးပြီးဖမ်းလာလုပ်တယ်။ပြီးတော့သူတို့စစ်လို့ဘာမှမတွေ့ရင်တော့လွတ်ပေးပါတယ်။လာစစ်တဲ့အချိန်ဆိုရင်စစ်တပ်အပြည့်ရေးရလဲပါတယ်။ကျွန်တော်တို့အမြင်ကလေဘယ်လက်နဲ့ကင်တွေလာလာ ပြည်သူတွေကအကောင်းဆုံးဆက်ဆံပေးရတာပဲ။ကျွန်တော်တို့ပြည်သူတွေမှာကဘာမှမရှိဘူးလေတန်တရားရှိရတဲ့ဖမ်းတယ်ရိုက်တယ်လို့ပြောပါတယ်။ အလားတူကြောင်မဲမြို့နယ်မှာလည်းအခုချက်ပိုင်းအတွင်းစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကဒေသခံတွေကိုဖမ်းဆီးစစ်ဆင်မှုတွေပြုလုပ်ပြီးနေရင်ရှုပ်ကိုချိတ်ပိတ်တာတွေလိုက်လံလုဆောင်ရဲလို့သိရပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းအနေနဲ့အင်ပြေမထွက်ရဲအထိကြောင်လန်းနေကြတဲ့ဝါရပြန့်ဆက်လန်းတရုတ်ဆောင်တွေအကြောင်းကျင်းဆက်ပေးခြင်းပါတယ်။ခေတ်သမိုင်းကိုဒုံဆိုင်မင်းသူများဆိုတဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဝါရပြန့်ရှိရဲဇက်ကမှာပါဝင်တရုတ်ဆောင်ကဲ့သို့ တရုတ်ဆောင်အများစုဟာအင်မြင်မထွက်ရတဲ့အထိကြောက်လန့်နေကြတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီမှာပါဝင်တရုတ်ဆောင်ကအနုံပညာရှင်တွေကိုပြည်သူအများကဘွိုက်ကော့နဲ့လူမှုရေးပြည်တံပေးကြဖို့ဆော်နေကြတယ်လို့ဂျန်ကုံမျိုးအခြေဆိုင်ယူဂျီငါအဖွဲ့ကလည်းအရေးယူမယ်လို့ထုတ်ပြန်ထားတာပါ။ဝါရဖျန်ဆက်ကမှာကောင်းဆောင်မင်းသားအဖြစ်ပါဝင်ခဲ့တဲ့နမကြီးမင်းသားနေတိုးဟာသူပါဝင်ရိုက်ကူထားတဲ့ယောက်ျားတွေကိုစိတ်ကုံတိုင်းရုပ်ရှင်အထူးပြပွဲကို အော်တိုဘားလ30ရက်ကပြုတ်လောက်ခဲ့ပေမဲ့မတက်ရောက်ခဲ့ဘူးလို့အဲ့ဒီပွဲတက်ရောက်ခဲ့သူတူစီကနေသိရပါတယ်။နေတိုးမလာဘူးကျန်တဲ့တယောက်ဆောင်လေလာတယ်။ပုံမှန်ဆိုနေတိုးကဒါမျိုးပွေ့တယ်မလာပဲနေတဲ့သူမဟုတ်ဘူးလေလို့သူကပြောပါတယ်။အလားတူဝါရဖြန်ဆက်လန်တော်မှာပါဝင်ခဲ့တဲ့တခြားနာမည်ကြီးအမျိုးသားတယောက်ဆောင်တူဟာလည်းမီဒီယာအင်တာဗျူးတွေကိုလက်မခံတော့ပဲအဆုံးစီရင်လိုတဲ့အထိစိတ်လျှောက်ရှားမှုတွေကိုခံစားနေရတယ်လို့ နာမည်ထုတ်ဖို့မပြောပြသူနဲ့ရင်းနှီးသူတူစီကနေသိရပါတယ်။ခုနေ့ကရိုက်ကွင်းလာတဲ့အင်တာဗျူးရဲ့လက်မခံတော့ဘူးပြီးတော့သူ့ကိုယ်သူတက်တဲ့ရှင်စိတ်ပေါက်နေတယ်လို့လည်းပြောနေတယ်လို့သူကပြောပါတယ်။အနန္ဒိစစ်ကော်မရှင်ဘက်ကသူတို့ဝါရဖြန်ဆက်လန်အားဝေဖန်သူတွေကိုလိုက်လံဖမ်းဆီးရတယ်ပြုလုပ်တာဟာလည်းအဲ့ဒီဆက်လန်မှာပါဝင်သူတွေပေါ်ဖိအားပုံမတိုးစေလို့ဆိုပါတယ်။ပြခဲ့အော်တိုဝါလာ29ရက်နေ့ကအဲ့ဒီဇက်လန်နဲ့ပါဝင်သူတွေကိုဝေဖန်နေဆိုပြီးဒရိုက်တာမိုက်တီ ဇပိုတေယောဆောင်ဂျုံဝင်းထိုးနဲ့ဟာတာတေယောဆောင်အွန်လိုင်းတို့ကိုရွက်ကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကလည်းစစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွေကအနုပညာရှင်တွေကိုခေါ်ယူတွေ့ဆုံခဲ့ပြီးရွက်ကောက်ပွဲကိုဝါရဖြန့်ဆောင်ဖို့တွေမဖြစ်မနေရက်ကူမပေးရင်အထမ်းအမင်းအရအရေးယူမယ်လို့ချိန်ချောက်ပြောဆိုခဲ့ပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့2:50အကြာမှာရက်ဆိုင်တော့မှ ပန်ပါဝရင်ဂျာဆက်လန်အတွက်အကြောင်းပြောပြရင် ကျွန်တော်ရဲ့နေလေကင်းသတင်းတွေတင်ဆက်မှုကိုဒီမှာပဲရှင်းတာလိုက်ပြစေဂျပန်နိုင်ငံက1985ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့တဲ့အယောင်သွေးစုံဝက်စုံဝက်သူရဲကောင်းတွေပါဝင်တဲ့စူပါဆန်တိုင်းလို့ဂျပန်မှာနာမည်ကြီးတဲ့ပါဝရင်ဂျာဆက်လန်တွေကို250အကြာမှာရှင်းလာတော့မယ်လို့ဒေသတွင်သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်အဲ့ဒီဆက်လန်တွေရဲ့တိုက်ခိုက်ခံတဲ့စက်ကောင်ဒီဇိုင်းတွေကိုအမေရိကန်ထုတ် Power Rangers ဇလန်တွေကဝေယအသုံးပြုလဲရှိနေရပါဂျပန်နိုင်ငံရဲ့ Power Rangers ရုပ်တံနဲ့ရုပ်ရှင် series တွေကို1990ပြည့်လွန်နှစ်တည်းမှာအလွန်လူကြိုက်များခဲ့တာဖြစ်ပါတယ်ဂျပန်လို Super Sentai အမည်ရှိတဲ့အဲ့ဒီဇလန်တွေဟာထလုံးမကုန်ကြစေးတွေကိုပြန်လဲကာမိစေအထိကွန်ပစ်စီနဲ့ပွဲလန်းတပင်တွေကနေကျောင်းအားမလုံလောက်တော့တဲ့အတွက်ထုံလွင်မှုရက်ဆိုင်မှုဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ဒေသရင်းသတင်းတွေမှာရေးသားဖော်ပြထားပါတယ် ဒီ series ကို ထုတ်လွှင့်တဲ့ Deepwe Asahi ရုပ်သံလိုင်းကတော့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ညှင်းဆန်ခဲ့တဲ့အကြောင်းအစာရေးသတင်းစာကရေးသားဖော်ပြထားပါတယ်။ဒီ series ရဲ့ပုံစံဟာအယောင်သွေးစုံမျက်နှာဖုံးစွတ်တက်ခရဲသမားတွေအဖြစ်ပြောင်းလဲနိုင်တဲ့စစ်ကြောတပ်၅ဦးကဂျိုသားချန်သူတွေကိုတိုက်ထုတ်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Super Sentai series ရဲ့စက်ကောင်ပုံစံတွေဟာအမေရိကန်မှာရှိတဲ့ Power Ranger နဲ့ အာရှမှာပြသခဲ့အခြားသောသူရဲကောင်းဇက်လန်တွေအတွက်မူလပုံစံဖြင့်နေယူအသုံးပြုခဲ့ကြပါတယ်။ဒါအပြင်ဇက်လန်တွေဟာဂျပန်တရုတ်ဆောင်အများအပြားရဲ့အသက်မွေးဝန်ကြောင်းလုပ်ငန်းအတွက်စတဲ့ခြေလန်းလှည့်ရနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါအပြင်ဂျပန်နဲ့အမေရိကန်ထုတ် Power Ranger ဇက်လန်တွေကိုမြန်မာပြည်သက်အထူးသဖြင့်လူငယ်နဲ့စေကျော်တက်တဲ့အတော်များများလဲအမျက်တနိုးနှင်းနှဲချိုက်ချိုက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူတွေနဲ့ဝင်ရောက်မှတ်ချက်ပြသူတွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမော်ရီပြကြပါစေခင်ဗျာ